အစာကြည်စည်းလိုမျိုးပေါ့နော်အစာစားပြီးတိုင်းတောက်ရတဲ့စီတော့မဟုတ်ပါဘူးဒီနေ့မှတော့ဘိုက်နာရင်မြန်မြန်တက်တာစီဖို့ဘာလုပ်ရမလဲဘာစီတောက်သင့်တယ်လဲဆိုတာကိုပြောပြပေးသွားပါမယ်ကျမကတော့မပွင့်ဖြူဝင်ပါစေဝါပညာရှင်ဖာမစစ်တဲဦးဖြစ်ပါတယ်ရှင်ဘိုက်နာရင်မြန်မြန်တက်တာဖို့ဘာတွေလုပ်ရမလဲဆိုလို့ရှိရနော် နားတဲ့နေရာဘိုက်ပေါ်မှာရေနွေးအိတ်ကပ်ပေးပါ အစာကြည်ဖို့ရအတွက်ဂျင်းလက်ဖက်ရည်ပူပူလေးတောက်တာမျိုးຫນွေချိုစားပေးရမျိုးတွေလုပ်လို့ရပါတယ်။နောက်တစ်ခုကပိုက်နာနေတဲ့အချိန်မှာရေတောက်ဖို့မေ့နေတတ်ကြပါတယ်။ရေတက်ပြေဝဖို့ရအတွက်ရေများများတောက်ပေးပါ။စားတဲ့အခါမှာလည်းအစာကြည်လွယ်တာကိုပဲရွေးပြီးတော့စားပေးပါ။ခရကာစားလို့ရတယ်။ငပြောသီးစားလို့ရတယ်။စားတဲ့အစာစာကို နေနေချင်းကိုခဏခဏစားတာမျိုး လုပ်ရပါမယ်။အခုပြောသွားတာတွေကတော့ရိုးရှင်းနဲ့ပေါ့နော်။ဘိုင်းနာတက်တာပေါ့။အိမ်မာတွေပြုတ်လုရတဲ့နီလန်းလေးတွေပဲဖြစ်ပါတယ်။တကယ်တကယ်ကတော့ဘိုင်းနာတွေဆိုတာကဘယ်နှမ်းမှာနာတာလဲ။ဘယ်လိုမျိုး နာတာလဲကိုသိဖို့ရလိုအပ်ပါတယ်။ဘာလို့လဲဆိုတော့ကြတော့ဒီ one bite ထဲမှာရှိနေတာတွေကအစာအိတ်အသေးသေးချေအိတ်ဥသိမ်းဥမာကြီးငုတ်ချိုအိတ် စာရာတွေရှိနေတဲ့ကြပါတယ်ဒါကြောင့်မလို့ဘယ်နေရာမှာနာတာလဲဘလို့နာတာလဲဘလောက်နာတာလဲဆိုတာကအသိကိုအရေးကြီးပါတယ်နာတဲ့နေရာနာတဲ့ပုံစံပေါ်မှာမူတည်ပြီးတော့ ဘယ်မှာဘာဖြစ်တယ်ဆိုတာကိုအဖြေရှာပါတယ်။ဘိုင်းနာလို့ဆိုပြီးတော့ကိုကကိုစာအိမ်ဈေးတောက်နေပြီးတော့မတက်တာတဲ့အစုံစေကံပြတဲ့အခါမှာစစ်ဆေးလိုက်တဲ့အခါမျိုးတွေမှာဆိုရင်အသေးမှဖြစ်နေတာမျိုးကြည့်တတ်ပါတယ်။ပြောချင်တာကဒီကိုကကိုယောဂမရှာအဖြေမရှာပဲနဲ့တက်ကျွမ်းနားလေတဲ့သူတွေစီမှာပဲစေယုံစေကံမှာပဲပေါ့နော်။တေချာပြတာကုသတင်ပါတယ်။ကိုကအစာမကြီး ရင်ပြင်းကြင်ဖြစ်နေတယ်ဆိုလို့ရှိရင်တော့အစာအိမ်စေးလေစေး အစာခြေပြတ်မှုကိုကောင်းစေတဲ့ဆေးမျိုးတွေကိုတောက်ပေးလို့ရပါတယ်။တချို့ဆိုလို့ရှိရင်အရက်ထဲမှာခေါ်တဲ့ကြောက်ချက်ဆေးပေါ့နော်။အစာအိမ်ဆေးလို့ခေါ်တဲ့ Omeprazo, Isomeprazo, Pantoprazo, Lansoprazo ဆိုတဲ့ဒီ PPI ဆေးတွေကိုနှိရှိလာများဆွဲပြီးတော့တောက်နေတတ်ကြပါတယ်။အဲ့ဒီ PPI ဆေးတွေကအစာအိမ်တွေက acid ထွက်စေတဲ့ဆေးတွေကို သွားပြီးတော့ပိတ်ပေးတဲ့ဈေးပေါ့เนาะအစာအိမ်အတွက်လိုအပ်တယ်ဆိုလို့ရှိရင်တော့တောက်လို့ရတဲ့ဈေးပဲဖြစ်ပါတယ်။ဒါပေမဲ့အစာကြည်ဈေးလိုမျိုးပေါ့เนาะအစာစားပြီးတိုင်းတောက်ရတဲ့ဈေးတော့မဟုတ်ပါဘူး။ဈေးတွေဆိုတာက သူစိုက်ဖက်နဲ့သူရှိပါတယ်။ဒါကြောင့်ပြောချင်တာကဘိုင်းနာတယ်ဆိုလို့ရှိရင်ဘာကြောင့်ဘယ်နေရာ ဘလို့နာတာလဲဆိုတာကိုအရင်အဖြေရှားပါမယ်လက်တလောတတစီတဲ့အစာအိမ်ဆေးတွေကအန်တစစ်လို့ဆေးမျိုးတွေဆိုလို့ရှိရင်တော့ကိုယ့်အကိုတောင်းလို့ရပါတယ်အစာအိမ်နာတာအစာအိမ်ရောင်တာဖြစ်တယ်ဆိုလို့ရှိရင်တော့တေချာပြတ်တပြီးတော့ကုသလို့ရပါတယ်အစာအိမ်ယောဂဖြစ်တယ်ဆိုတာကလည်း stretch ချောင်းမလို့ဖြစ်တတ်တယ်လို့ပေါ့နော်ကိုယ့်ရဲ့အစာအသောက်အနေထိုင်ကြောင်းမလို့လေဖြစ်တတ်ပါတယ်။ဘိုင်းနာတတ်တဲ့သူတွေအတွက်တခုပြောချင်တာက ကိုကအစာအိမ်သိမ်မကောင်းဘူးခဏခဏဘိုင်းနာတတ်တယ်ဆိုလို့ရှိရင်တော့အရက်ဘီယာစေးလိပ်ကိုဖြတ်ပါ အချိန်မှန်စားပေးပါ အရင်ဆက်တာအစီများတာတွေကိုရှောင်ပါကော်ဖီရှော့ပြီးတော့တောက်ပါ probiotic လိုမျိုးဆေးမျိုးတွေကိုလည်းတောက်ပေးပါ။ကဲဒီလောက်ဆိုလို့ရှိရင်တော့ဘိုင်းနာရင်တက်တာဖို့ရအတွက်ဘာတွေလုပ်ရမလဲ။ဘလို့ဆေးမျိုးတွေကိုတောက်တဲ့ဆိုတာကိုသိသွားချလိမ့်မယ်လို့ယုံကြည်ပါတယ်။ကိုပန်ဝင်းညင်ကသူတွေကိုလည်းပြန်လည်ဝေမျှဖို့ရအတွက်ဒီ post လေးကို share ပေးဖို့ရတောင်းဆိုချင်ပါတယ်။အားလုံးပဲစမ်းမရှင်လန်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။